ကျွန်မနောက်နေတာမဟုတ်ဘူးဆိုပြီးတော့အသက်25နှစ်အရွယ်စပင်ရွှေအောင်သူနာပြုဖြစ်တဲ့နာတာရှာကအတန်းကြီးကျင်းနဲ့ပြောလိုက်ရင်ကနေအဲဒီခန့်တတ်ထုစပွဲအပေါ်မှာလဲလျောင်းနေခဲ့တဲ့အမျိုးသမီးရဲ့ညာဖက်ပါးကိုသူမရဲ့လက်ဖွားနဲ့အားကုန်ရိုက်ချလိုက်ပါပြီဖျန်းစွယ်ကျေလောင်တဲ့အတန်းကြောင့်တစုံတယောက်လန့်ပြီးအသက်ရှူမာသွားတယ်လို့မျိုးတစုံတယောက်ကလည်းသူတို့ရဲ့လက်ထဲကကြိယာဝေပြုတ်ကျကုန်ပါပြီ ဒီလိုမျိုးမစင်မရှင်လောက်ရမျိုးကိုနာတရှာလိုမျိုးတိတ်ဆိတ်အေးဆေးပြီးတော့မနေ့ကမှလုဖို့ကန်ဖက်အထက်လူကြီးဝေကိုအကြံဉာဏ်တွေနှိမ်ချစွာတောင်းခံခဲ့တဲ့ကောင်မလီကလုံနိုင်ခဲ့တယ်ဆိုတာမဘူးကမှမယုံနိုင်ကြပါဘူး။မင်းပါလောက်တာလဲဆိုပြီးယောဂဗိဒပညာရှင်ရဲ့လက်ထောက်ဖြစ်သူ LSC ကအော်လိုက်ပါရင်သူ့ရဲ့မျက်လုံးတွေကတော့ထိတ်လန့်မှုနဲ့ပြူးကျယ်နေခဲ့ပြီးသူ့ရဲ့လက်တွေကလည်းမထိန်နိုင်ပဲ ဆုံးမိသွားခဲ့ပါပြီပြီးတော့သူမကတင်းနေပြီလေလို့អော်ပြောလိုက်ပါပြီသူကဗီလန်နာတထေးကြီးရဲ့ဇနီးတယ်ပါတရင်စာဝေးမှာလဲသူမရဲ့အကြောင်းပဲရေးနေကြပါပြီပတ်ဝန်းကျင်တစ်ခုလုံးကတော့တိတ်ဆိတ်ငင်တက်နေခဲ့ပါပြီရေးကြနေခဲ့တဲ့ပုံပိုင်တစ်ခုကရေးဆက်တန်တပည့်ဖြောက်တော်မှာကြားနေရပါပြီနာတာရှာရဲ့နှလုံးကလည်းအရင်ဆန်စွာခုန်နေခဲ့ပြီးတော့ရင်ပတ်ထဲကနေခုန်ထွက်တော့မလို့မျိုးခံစားနေရပါပြီသူမအလောင်းကိုကြည့်လိုက်တော့ရုတ်တရက်လန့်ပြီးနောက်ဆုတ်သွားပါပြီပါကြောင့်လဲဆိုရင်အဲ့ဒီအမျိုးသမီးရဲ့မျက်ခွန်တွေကလှုပ်သွားတယ်လို့သူမထင်လိုက်လို့ပါ ဒါမှမဟုတ်သူမအမြင်များမာနေတလားလို့တွေးလိုက်မိပါရီတောင်းပန်ပါရဲဆိုပြီးတော့နာတာရှာကသူမဘာလှုပ်လိုက်မိမှမသိပဲစကားဆလိုက်ပါရီကျမဘာဖြစ်သွားမှန်းတော့မတိတော့ပါဘူးဒါပေမဲ့ဘက်တူးကမှဘာမှထပ်ပြီးမလို့ရသိခင်မှာပဲအလောင်းလို့ထင်ထားတဲ့အရာကရုတ်တရက်အသက်ပြောင်းဝင်လာခဲ့ပါရီ အရင်ဆုံးသူမရဲ့လက်ကနည်းလေးလှုပ်သွားခဲ့ပါပြီအသက်ရှူတဲ့တေးရဲ့ထွက်ပေါ်လာခဲ့ပါပြီနောက်တစ်စိတ်ကမှပဲအမျိုးသမီးဟာမျက်လုံးကိုကြဲကြဲဖွင့်လိုက်ပါပြီသူမရဲ့မျက်နှာအပေါ်မှာထိတ်လန့်မှုနဲ့နာကျင်မှုတွေပေါ်လွင်နေခဲ့ပါပြီသူမအော်ဖို့ကြိုးစားပေမဲ့အတန်မထွက်နိုင်ခဲ့ပါဘူးလူတော်တော်များစွာပဲကနေထိတ်လန့်နေကြအနောက်ကိုဆုပ်ကုန်ပါပြီဖျားကြီးသူမအသက်ပြန်ရှင်နေတာပဲလို့သူနာပြုတ်တယောက်ဖြစ်တဲ့လင်ဒါမီယာကတိုးတိုးလေးရေရွတ်လိုက်ပါပြီလင်ဒါမီယာဟာခွဲစိတ်ပြန်တော့ အလောင်းစစ်စည်းတာဝေကိုကူညီပေးရပြီးယောဂဗိဒဌာနရဲ့စီစနစ်ကိုထိန်းသိမ်းရတဲ့လူပါနာတာရှာကလည်းဘာစကားမှမပြောနိုင်တော့ဘဲနဲ့အနည်းဆုံးလူနာကတဲ့ကိုတုံရင်နေတဲ့လက်တွေနဲ့ဆွဲယူလိုက်ပါပြီ။သူမမနေ့ကဒီအမျိုးသမီးရဲ့လက်ခံဆရွက်စတန်းတွေကိုလက်ခံခဲ့တာအပြည့်လေးသတိရခဲ့ပါပြီ။ဒီအမျိုးသမီးဟာနမဲကြီးစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့အန်တွန်ကိုလိုဝင်ရဲ့စနီးဖြစ်သူ ိုင်ရီနာပဲဖြစ်ပါရီစာရွက်နေအရာအိုင်ရီနာဟာတရက်ကြာတည်ဆုံးနေခဲ့ပါပြီနာတာရှာကိုရိုင်းကလည်းကနအူးစစ်ဆေးဖို့အလောင်းကိုပြင်ဆင်တာကူညီခဲ့ပါရီအဲ့ဒီအချိန်တုန်းကတည်ဆုံးရတဲ့အကြောင်းရင်းကိုတရားဝင်ထုတ်ပြန်ကြေညာရှင်တို့မရှိသေးပါဘူးအသက်ကြီးပြီးတော့အေးဆေးတည်ငင်တတ်တဲ့ယောဂဗိဒပညာရှင်ဒီမီထရီကအရင်အဆုံးတတိပြောင်းဝင်လာခဲ့ပါရီလူနာတင်းရင်ကိုခေါ်အေးပေါ်ဆိုပြီးတော့သူကအော်လဲပါရီသူ့ရဲ့အတန်ကအကွဲနေခဲ့ပါပြီအိုင်ရီနာကထပ်ပြီးလှောက်ရှားခဲ့ကဂျမဘဲကိုရောက်နေတာလေ ကျမချမ်းတယ်ကျမကိုထွက်ခွင့်ပေးပါလို့တူတူလေးပြောလိုက်ပါရီနာတာရှာဟာချက်ချင်းပဲသူမစီကိုကတ်လာခဲ့ပါရီအားလုံးအဆင်ပြေပါတယ်လို့ပြောကသူမကတတ်နိုင်သမျှချင်းချင်းနဲ့နာပြောဖို့ကြိုးစားနေတယ်ပဲအခုပဲအားလုံးစီစဉ်ပေးပါမယ်တေးရောက်ဆောင်ရတဲ့ယူလာပေးပါလို့တူတူလေးပြောလိုက်ပါရီသူနာပြူဝေကလည်းနာတာရှာကိုကြောက်ရွံ့စွာကြည့်ပြီးတော့အမိတ်ကိုအပြေးလွှာလိုက်နာကြပါရီ ဘာကြောင့်လဲဆိုရင်တော့ဆာရွက်တဲ့အရာတည်နေတဲ့အလောင်းဆိုပြီးရိုင်းနေခဲ့တာကလည်းတူမပဲဖြစ်ပါရင်အဲ့ဒီအချိန်မှာသူနာပြုတ်ဖြစ်တဲ့လင်နာမီလာကလည်းကျမအရေးပေါ်ကိုခေါ်လိုက်ပါပြီဆိုပြီးအတန်းငင်နဲ့ပြန်ပြောပါရင်အဲ့ဒီအချိန်အိုင်ဗီနာကတော့သူနာပြုတ်ဖြစ်တဲ့နာတာရှာရဲ့လက်ကိုအာကုံဆုပ်ကင်ပြီးအကွဲတဲ့အတန်းနဲ့သူမကိုငါ့ကိုမထားခဲ့ပါနဲ့လို့ပြောလိုက်ပါရင်နာတာရှာတုံ့လောက်သွားခဲ့ပါရင် နာတာရှာပြန်လည်တတိယခဲတာကတော့အလောင်းရောက်လာတော့ကတကခုကိုတတိထားမိခဲ့ပါရင်ပုံမှန်ထက်ပိုတည်တက်နေကြတဲ့မိတ်ကပ်တွေအကြီးပြားကနည်းနည်းလေးနှွေးနေတာမျိုးပဲပါဒါပေမဲ့ဆွဲစတဲ့တဲ့အရာစင်တော့အလုံးအဆင်ပြေပါရင်ဆရာဝန်ထံဇီဝဗိဒအရာတည်ဆုံးတဲ့အကြောင်းအတိပြုထားပါရင်ဆွဲစတဲ့တဲ့ကလည်းပြည့်စုံပါရင်ကိုကိုကိုရဲအရာရှိဝေးလို့ပြောတဲ့ဝန်ထမ်းတွေကလည်းအဲ့ဒီအချိန်မှာရှိခဲ့ပါရင် ဆရာဝန်တွေပြပြတလဲဖြစ်နေတော့တစုံတယောက်ကအုတ်ချုပ်ရေးဌာနလုံချွေးဌာနနဲ့တင်းစားတိုက်တီကိုပါဖြစ်ချောင်းကုံစင်တင်းပို့လိုက်ကြပုံရပါရီအသက်40ဝန်းကျင်ခန္ဓာကိုယ်ထွားကြိုင်တဲ့လုံချွေးဝန်ထမ်းတအုပ်ဖြစ်သူစာကဲဆိုတဲ့လူကရုပ်အလောင်းဌာနတဲကိုပြေးဝင်လာခဲ့ပြီးတော့ဘာဝေဖြစ်နေတာလဲလို့អော်လဲပါရီဒီနေရာမှာအလောင်းတလောင်းအသက်ပြန်ရှင်လာတာပါဆိုပြီးသူ့ကိုပြောပြလိုက်ပါရီအိုင်ဝီနာကအသက်ပြန်ရှင်နေတာပါ ခံမှန်းမိတာကတော့သူက suspended animation တခုခုတည်းရောက်နေတာပဲကျွန်တော်လည်းဘာမှနားမလည်တော့ပါဘူးလို့ဆက်ပြောကြပါရင်းအသက်ကယ်ဆေးအဖွဲ့က IV နောက်ကိုဆက်ပြစည်းဝင်တဲ့ချိန်ဆက်နေတော့မှာပဲသူရဲ့သွေးပေါင်ချိန်ကအရန်ကိုနဲနေခဲ့ပြီးတော့သွေးခုန်နှုန်းကလည်းမတိမတားလေးပဲရှိတော့ပါရင်းဆရာဝန်တယောက်ကစီဝါဖြစ်စင်တာအရန်ကိုနေနေတာပဲတခွေခန်းတည်းမှာမိမျောနေတယ်လို့မျိုးပဲ ဒါပေမဲ့သူတကယ်အသက်ရှင်နေသေးတယ်လို့ online ဘာရီမကြခင်မှာပဲအရရှိရှိနဲ့စုံစမ်းရမှုဖြစ်သူဝလိုရှင်နဲ့သူ့ရဲ့လက်ထောက်ဖြစ်သူစာဝီဆိုတဲ့အရာရှိတယောက်ကအခန်းထဲကိုရောက်လာခဲ့ပါရင်ဒီအဖြစ်ပြက်ရဲ့တရင်ကမင်းမြန်ဆန်ပဲပြည့်နှံ့သွားခဲ့တာပါဒီနေရာမှာဘာဖြစ်နေတာလဲဆိုပြီးတော့ဝလိုရှင်က၆တွေးတဲ့အတန်နဲ့မေးလိုက်ပြီးလူဝိုင်းကိုတန်တရာအပြည့်နဲ့ကြည့်လိုက်ပါရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းထိတ်လန့်နေတာပါဆိုပြီးတော့ LSC ကပြန်ပြေပါရင်လူနာတင်ရဖွဲ့ဟာသူ့ကိုစောင်းရှောက်နေပါပြီဒီလိုမျိုးဘလို့ဖြစ်လာတာလဲဆိုတော့ကျွန်တော်တို့လည်းမတိသေးပါဘူးလို့သူနာပြုတ်ဝေကပြန်ပြေပါရင် ဘဒူကသူ့ကိုရိုက်လိုက်တာလဲဆိုပြီးတော့စုံစမ်းရေးမှုကအဖြစ်ကိုတိပြီးသားဖြစ်ပေမဲ့ထပ်မေးလိုက်ပြီးတော့နာတာရှာစီကိုရှောက်သွားလိုက်ပါရင်မင်းရဲ့နာမည်ကဘဒူလဲလို့သူကထပ်မေးပါရင်နာတာရှာကလည်းကျွန်မကနာတာရှာပါအသက်25နှစ်ပါလို့ပြန်ပြေပါရီဒါကြောင့်စုံစမ်းရမှုကလည်းဘာဝင်ဖြစ်ခဲ့တာလဲဆိုတော့ကိုပြန်ပြောပါလို့သူမကိုထပ်ပေးပါရီဖြူဖြောနေပြီဖြစ်တဲ့နာတာရှာကသူမရဲ့ဆက်လန်းကိုပြောပြပါရီဝလိုရှင်ဟာတိတ်ဆိတ်စွာနားထောင်ရင်းနဲ့ပဲမဆုနဲ့မှတ်သားနေခဲ့ပါရီအဲ့ဒီနောက်သူကနာတာရှာကို ်ခမရကိုရုပ်အလောင်းကိုအကျန်းဖက်တဲ့အမှုနဲ့ဆွဲရှက်တင်လို့ရတယ်ဆိုတာကိုတဘောပေါက်ရလား ဒါမှမဟုတ်လူတက်ဖို့ကြိုးပမ်းမှုနဲ့တော့မှဖြစ်နိုင်တယ်နော်ဆိုပြီးပြောလိုက်ပါရင်အဲ့ဒီချိန်နာတာရှာကလည်းဟုတ်ပါတယ်ဒါပေမဲ့ကျမသားမလုပ်ခဲ့ရင်တော့သူတို့ကသူ့ကိုခွဲစိတ်ပြီးလောက်ပါပြီကျမဘာအန်ဒီမှာပြီးဖို့အတွက်ရည်ရွယ်ခဲ့တာမှဟုတ်ပါဘူးတကယ်ပါလို့သူမကဆက်ပြောပါရင်အဲ့ဒီချိန်အသက်ကယ်ဆေးအဖွဲ့ကလည်းအိုင်ဝီနာရဲ့အခြေအနေတည်ငြိမ်လာပြီးဖြစ်တဲ့အကြောင်းအတိပြုပြလိုက်ပါရင်ဒီစကားကိုကြားပြီးတော့နာတာရှာကလည်းခဏသာစိတ်သက်သက်ရရသွားခဲ့ပေမဲ့ရုတ်တရက်အိုင်ဝီနာကစုံစမ်းရဲမှုကိုခေါ်ခိုင်းလိုက်ပါရင် ဒီလိုနဲ့စုံစမ်းရမှုရောက်လာတော့အိုင်ဝီနာကဒီအရာအလုံးကိုကျမကိုရိုင်းစီစဉ်ခဲ့တာပါဆိုပြီးသူနာပြုဆောင်တယ်မှာလဲလျောင်းင်းနေပဲဖွင့်ပြောလိုက်ပါရင်ဒါကလုံးကြံတက်ဖြစ်တာမဟုတ်ပါဘူး။ကျမအနေနဲ့လွတ်မြောက်ဖို့အတွက်တည်ရှင်အောင်ဆောင်ခဲ့တာပါဆိုပြီးသူမကထုတ်ပြောလိုက်ပါရင်အဲ့ဒီအချိန်မှာပဲထိလန့်စရာကောင်းတဲ့ဆက်လန်းကပေါ်ထွက်လာတော့ပါရင်သူမဟာခင်မွန်းတဲကိုစိတ်ကုန်နေတာဖြစ်ပြီးတော့သူ့ရဲ့ထိန်ချုံမှုတွေကိုမကြိုက်တော့ပါဘူး။နောက်ပြီးသူမစီမှာ ဒန်နစ်ဆိုတဲ့ချစ်သူတယောက်ရှိပါရင်သူတို့ကစွဲစတန်းနဲ့အတူအယောင်လှုပ်ပေးပြီးတော့ယာယီတည်ဆောင်းအလုပ်ပေးနိုင်တဲ့စီတမျိုးကိုပေးနိုင်တဲ့လူတွေကိုရှာခဲ့ကြပါရင်ဒါပေမဲ့တကူမှားတွားခဲ့ပါရင်သူမကိုရုပ်အလောင်းဌာနကနေခိုးထုတ်ပေးရမယ့်လူကအချိန်မီမလာခဲ့တာဒါမှမဟုတ်သူမကိုပြစ်ထားခဲ့တာပါတဲ့ယောက်ကကျမကိုတကယ်တည်စီရှင်ခဲ့တာပါလို့အိုင်ဝီနာကတိုးတိုးလေးထုတ်ပြောလိုက်ပါရင်ပြီးတော့ကျမကရလိုက်တဲ့ဒဏ်ကိုခံစားလိုက်ရပြီးအသက်ပြန်ရှင်လာခဲ့တာပါလို့ထုတ်ပြောပါရင်ရဲဝေဟာလိန်လယ်မှုမှာပါဝင်ပတ်သက်သူတွေကိုရှာဖွေနေတော့မှာပဲ သူမရဲ့ခင်မွန်းဖြစ်တဲ့အန်တွန်ခိုလိုဝင်ကဇေယုံကိုရောက်လာခဲ့ပါပြီးသူကထိတ်လန့်တုန်လှုပ်နေခဲ့ပြီးသူ့စနီးနဲ့တွေ့ဖို့အတွက်တောင်းဆိုပေမဲ့သူမကတော့ငင်းပေပါပြီးစစ်စေးမေးမြန်းစင်အတွက်အိုင်ဝီနာကသူမတည်ဆုံမှုအတုမလုပ်ခင်မှာသူမချစ်သူရဲ့ဘဏ်အကောင့်ထဲကိုငွေအမြောက်အများလွှဲပြောင်းပေးခဲ့တဲ့အကြောင်းဝန်ခံခဲ့ပါပြီးအစီအစဉ်ကတော့သူတို့အနေနဲ့ဒါဝေလှုပ်ပြီးရနောက်ကြောက်ွက်သွားကြမှာဖြစ်ပြီးနိုင်ငံခြားထွက်သွားကြမှာပါဒါပေမဲ့အရာအလုံးက ထင်ထားတဲ့လူမျိုးဖြစ်မလာခဲ့ပါဘူးပြီးတော့အခုဆိုရင်တိဆောက်ဖောက်မှုတွေပါဖြစ်သွားခဲ့ပါတယ်ဒန်နီကသူမကိုတကယ်တပ်ဖို့အတွက်စူးစမ်းခဲ့တာပါသူ့ကိုလည်းမကြခင်မှာပဲဖမ်းဆီးလိုက်နေမှာရီသူကဇွဲစတန်အသူ့အင်းနဲ့နေဆက်ဖျက်ကျော်ဖို့အစီအစဉ်ထားခဲ့တာပါဆက်သိန်းကတော့သူတို့အတွက်မကောင်းတော့ပါဘူးဒန်နီဟာပြစ်ဒဏ်ချမှတ်ခံရပြီးအိုင်ဝီနာကတော့တရားရုံးမှာလာရောက်ထွက်ဆိုခဲ့ရပေမဲ့ပူပေါင်းဆွဲမှုကြောင့်ထောင်ဒဏ်ကနေကင်းလွတ်ခွင့်ရရှိခဲ့ပါတယ် နာတာရှာကလည်းရာထူးတိုးမြင့်ခံလဲရပြီးလောက်ဖို့ကင်ဖက်တရဲ့လေးစားမှုကိုရရှိခဲ့ပါသည်ပြီးတော့မြို့ကလူတွေဟာသူမရဲ့ဘားရိုက်ချက်တစ်ချက်ကလိမ့်လည်းမှုတစ္ဆာဖောက်မှုတွေနဲ့လူတယောက်ရဲ့အသက်ကိုဘယ်လိုမျိုးကယ်တင်ခဲ့တာလဲဆိုတာအချင်းတော်ကြာဆွေးနွေးပြောဆိုနေကြတော့ပါသည်တခါတလေစင်းကြံလန်းတဲ့အတိုင်းရှောက်ရင်းနဲ့ပဲနာတာရှာဟာအဲ့ဒီဘားရိုက်တန်ကိုပြန်လည်တတိယနေမိပါသည်ကျေလောင်နဲ့ကြောက်စရာကောင်းနဲ့ကံကြမ္မာကိုပြောင်းလဲစီခဲ့တာပါဒါသူမနဲ့တခြားများစွာသောလူတွေအတွက်ဘဝတည့်ရအစပဲဖြစ်ပါရင်ကြီးစုရပြိတ္တများအလုံးကျေးဇူးထူတင်ရှိပါခင်ဗျာ